ဖြစ်ပါတယ်။ပထမဆုံးအနေနဲ့စေတရင်ကောင်းနှုတ်ချက်တွေကိုတော့ຫນွေဦးမိုးကဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။မင်္ဂလာပါခင်ဗျာ။ Radio NUG ရဲ့မနကင်းစေတရင်ကောင်းနှုတ်ချက်များကိုတင်ပြပေးသွားပါမယ်။ကျွန်တော်ຫນွေဦးမိုးပါခင်ဗျာ။ငလင်ဘေးတံခန်းစားရသောညအုံးမြို့နယ်ကြောက်ပြေကံကျေးရွာအားတိုက်ပွဲဖြစ်ပွားခဲ့ခြင်းလုံးဝမရှိဘဲစစ်ကောင်စီကစစ်ကြောင်းထုံးမီးရှို့ဖျက်ဆီးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ အကြပ်စစ်ကောင်စီသည်ငလီဒန်တစ်ဒေသများကုညီကယ်ဆယ်ရေးလုပ်ငန်းများကိုဦးစားပေးလုပ်ကင်ခြင်းမရှိဘဲငလီဘေးဒဏ်ခံစားနေရသောမန္တလေးတိုင်းညောင်ဦးမြို့နယ်ရှိကြောက်ပြေကန်ကျေးရွာအားတိုက်ပွဲဖြစ်ပွားခဲ့တဲ့လုံးဝမရှိဘဲစစ်ကြောင်းထုံးမိရှုဖြက်စီးလျက်ရှိတယ်လို့ပြည်သူ့ဒီမိုကရက်တစ်တပ်တော်ကအတည်ပြုထားပါတယ်။ထို့ပြင်ကြောက်ပြေကန်ကျေးရွာမှာစစ်ပေးဆောင်ပြည်သူများကိုလည်း60မမလက်နက်ကြီးဖြင့်ပစ်ခတ်ခြင်းလက်နက်ငယ်များဖြင့်ရန်တမ်းပစ်ခတ်ခြင်းများ စစ်ပေးဆောင်ပြည်သူများနေထိုင်လျက်ရှိသောတောတဲများကိုမီးရှို့ခြင်းများအားပြုလုပ်ခဲ့တယ်လို့သိရပါဗျ။ပထမအကြိမ်စစ်ကြောင်းထိုးစဉ်ကလည်းကျေးရွာရှိနေအိမ်၁၂လုံးအားမီးရှို့ဖျက်ဆီးခဲ့ပြီးကျေးရွာအတွင်းမှသိန်း၅၀၀နီးပါးတန်ဖိုးရှိပြည်သူပိုင်ပစ္စည်းများကို ပြူစောထိများနဲ့အကြမ်းဖက်ဆက်ကောင်စီတပ်သားများမှခိုးယူဖောက်ထွင်းတဲယူသွားခဲ့ကြသေးတယ်လို့သိရရှိပါတယ်ခင်ဗျာ။မင်းတပ်မြို့ကိုစစ်ကောင်စီကပေါင်900ဘုံများဖြင့် ထပ်မံဘုံကျဲတက်ခတ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ချင်းပြည်နယ်မင်းတပ်မြို့ကိုစစ်ကောင်စီကနှစ်ရက်ဆက်တိုက်ဘုံကျဲတက်ခတ်ခဲ့တယ်လို့ဒေသတွင်းသတင်းဌာနတစ်ခုဖြစ်တဲ့ဇေလံသတင်းဌာနကဖော်ပြထားပါတယ်။ဧပြီ2ရက်နေ့နေ့လယ်တနာရီခွဲခန့်မှာစစ်ကောင်စီကပေါင်900ဘုံတီလင်းလုံးဖြင့်နှစ်ကြိမ်ဘုံကျဲတက်ခတ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါဘုံကျဲတက်ခတ်မှုအတွင်းထိခိုက်ပျက်စီးမှုအသေးစိတ်ကိုတော့မသိရသေးဘူးလို့ဆိုပါတယ်။ ထို့ပြင်ဧပြီလ၁ရက်နေ့မနေ့က10နာရီခွဲဝန်းကျင်ကလည်းမင်းတပ်မျိုးအရှိတ်ပင်ရပ်ကွက်ရှိတဲခိုခံအနီးကိုလေကြောင်းတက်ခတ်မှုပြုလုပ်ခဲ့ပြီးလူနေအိမ်တွေပြက်စီးမှုရှိခဲ့တယ်လို့သိရပါဗျ။မင်းတပ်မျိုးကိုချင်းညင်တော်တပ်ဖွဲ့ကတိမ့်ပိုက်ထိ ंछ ုပ်ပြီးနောက်မှာစစ်ကောင်စီကလေကြောင်းတက်ခတ်မှု၃ချိန်အထိပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာကြုံတွေ့နေရတဲ့ငလျင်တန်းကြောင့်စစ်ကောင်စီကနိုင်ငံတော်အစ်စ်ဝန်ထဲမှုအထိမ်းအမှတ်တပတ်တာ တက်မဲ့ပေးထားပေမဲ့နိုင်ငံအနှံ့မှာလေကြောင်းတက်ခန့်မှုတွေကိုဇက်တိုက်ဆိုသလိုဆက်လက်ကျွလွနေတာပဲဖြစ်ပါတယ်ခင်ဗျာကမ်ပတ်လက်မြို့အားစစ်ကောင်စီလေတပ်က Jet Fighter နဲ့အကြိမ်ကြိမ်ပုံကျဲတက်ခတ်၍ပြည်သူနေအိမ်နဲ့အဆောက်အဦအလုံး20ထိခိုက်ပျက်စီးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ဧပြီလ2ရက်မိုးလယ်တနာ25မိနစ်အချိန်တွင်ချင်းပြည်နယ်ကမ်ပတ်လက်မြို့အားစစ်ကောင်စီလေတပ်က Jet Fighter နဲ့အကြိမ်ကြိမ်ဘုံးကျက်တိုက်ခိုက်၍ပြည်သူနေအိမ်နဲ့အဆအဦးအလုံး20ထိခိုက်ပျက်စီးခဲ့တယ်လို့ကမ်ပတ်လက်ပအဖကအတည်ပြုထားပါတယ်ထို့သောတက်ခတ်၍အစိုးရအဆအဦးနဲ့ပြည်သူနေအိမ်များပြန်စည်းဆုံးရှုံးခဲ့တယ်လို့ကမ်ပလက်ပအဖကဖော်ပြပါတယ်။လက်တလောကမ်ပလက်မြို့ပေါ်နေရက်ွက်ပြည်သူများအနေနဲ့လေကြောင်းရန်အထူးဂရုပြုကြဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာ။ လေးမျက်နှာမြို့နယ်မှာစစ်ကောင်စီကဘုံကျဲတက်ခတ်ခဲ့တာကြောင့်အရက်သားနှစ်ဦးသေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။အေအဝရီတိုင်းလေးမျက်နှာမြို့နယ်မှာစစ်ကောင်စီကစက်တက်လေးထိဖြစ်ဘုံကျဲတက်ခတ်ခဲ့တာကြောင့်အရက်သားပြည်သူနှစ်ဦးထိခိုက်ဒေဆုံးခဲ့ရတယ်လို့ DBB သတင်းဌာနကဖော်ပြထားပါတယ်။မတ်လ31ရက်နေ့မှာ လေးမျက်နှာမြို့နယ်ကနေအင်ကပူအဆက်ကဝါတော်ကွေးကျေးရွာကိုစစ်ကောင်စီကစက်တက်လေးထိဖြစ်ဘုံကျဲတက်ခတ်ခဲ့တာပါ။ဘုံကျဲခံရမှုကြောင့် ဝါရော့ကင်းကျေးရကအရက်သားနှစ်ဦးတိတ်ဆုံးခဲ့ကတအူးထင်အားရခဲ့ပြီးနေရှစ်လုံးမီးလောင်ပျက်စီးခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။ကြုံပြောအခြေဆိုင်စစ်ကောင်စီရဲ့ခလာရ63တရင်ဟာစက်တက်လေထီးတွေနဲ့ရခိုင်နဲ့အေယာဝတီအဆက်ရှိ လေးမြင့်တာရေကြီးစတဲ့ကျေးရွာတွေကိုမတ်လဒုတိယအပတ်ထက်ကလေကြောင်းမှာဘုံချတက်ခတ်မှုများလှုပ်ဆောင်နေတာဖြစ်ပါတယ်။တနင်္ဂနွေလုံးဂလေတကြောင့်ပူဆွေးတော့ကရောက်နေချိန်မှာစစ်ကောင်စီကလေရင်စက်တက်လေထီးနဲ့ drone တွေအသုံးပြုကာ လေကြောင်းတက်ခတ်မှု48ကြိမ်တိပြစ်လုံထားပြီးတေဆုံးသူ58ဦးတိရှိခဲ့တယ်လို့သိရပါပါတယ်ခင်ဗျာ။နောင်ချိုတွင်စစ်ကောင်စီတပ်ကဒရုန်းဖြင့်ပုံကျဲတက်ခတ်ခဲ့ရာဒေသခံတအူတေဆုံးဆိုတဲ့သတင်းကိုတင်ပြပေးတော့ပါမယ်။စစ်ကောင်စီကနိုင်ငံတော်အစ်စ်ဝန်ထမ်းကြောင်းကြေညာထားပေမဲ့နောင်ချုံမြို့နယ်စံမဆယ်ကျေးရွာကို drone နဲ့ပုံကျဲတက်ခတ်ခဲ့တာကြောင့်ဒေသခံတအူတိတ်ဆုံးခဲ့ရတယ်လို့ PSLF TNL ကထုတ်ပြန်ထားပါတယ် ဧပြီလ2ရက်ညနေ4:20ဝန်းကျင်အချိန်မှာတအောင်းတက် TNLA ထိန်းချုပ်ရာရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချုံမြို့နယ်စမဆယ်ရွာကိုစစ်ကောင်စီကတဲခေါ်ကျွာမှာနေပြီး drone ဖြင့်ပုံကျဲတက်ခတ်ခဲ့တာပါဘုံတိကြရောက်ပောက်ခွဲမှုကြောင့်ဒေသခံတအူတေဆုံးသွားခဲ့ရပြီးနေအိမ်တလုံးလဲထိမှန်ပျက်စီးခဲ့တယ်လို့ဆိုပါတယ် ပြီးခဲ့တဲ့မတ်လ31ရက်နေ့ကလည်းနောင်ချုံမြို့နယ်ကြောက်ကျန်းကျေးရွာကိုစစ်ကောင်စီတပ်က120မမဘုံတီတဲဆောင်လာတဲ့ drone ဖြင့်ဘုံကျဲတိုက်ခတ်ခဲ့ပါသေးတယ်။ TNL အပါအဝင်မြောက်ပိုင်းညီနောင်မဟာမိတ်၃ဖွဲ့ကငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းများထိရောက်စွာအမြန်ဆုံးဆောင်ရွက်နိုင်ဖို့ဆိုပြီးထိုးစစ်များကိုတလားတာတစ်ဖက်သက်အပြစ်ရအကြောင်းဧပြီလ၁ရက်နေ့ကထုတ်ပြန်ကြေညာထားပါတယ်။ထို့အပြင် ငလျင်တန်တင့်နေချိန်မှာလူသားချင်းစာနာတော်အဖြစ်ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNLA အုပ်ချုပ်နေတဲ့ခရိုင်၅ခုအတွင်းကမြို့နယ်များမှာပျော်ပွဲရှင်ပွဲနဲ့တကြံပွဲတော်များမကျင်းပဖို့ဗဟုအုပ်ချုပ်ရေးအဖွဲ့ကညွှန်ကြားချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာစစ်ကောင်စီတပ်များဟာမတရားမြို့ထဲမှာ120မမလက်နက်ကြီးဖြင့်အရှိတ်တို့ပစ်ခတ်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် စစ်ကောင်စီတပ်များဟာမတရားမြို့ထဲမှ120မမလက်နက်ကြီးဖြင့်အရှိတ်ဘက်သို့ပစ်ခတ်ခဲ့တယ်လို့ဝက်လက် informational network ကဧပြီလ2ရက်နေ့ညနေပိုင်းကအတည်ပြုဆိုထားပါတယ်မတရားမြို့နယ်ထဲမှ120မမလက်နက်ကြီးဖြင့်အရှိတ်ဘက်သို့လက်နက်ကြီးများအစမပြတ်ရန်တမ်းပစ်ခတ်နေကြောင်းတရေရှိထားတယ်လို့ဖော်ပြထားပါတယ်ခင်ဗျာစစ်ကောင်စီကထိုးစစ်မရက်ပါကကယ်ဆယ်ရေးလုပ်ငန်းများကိုချိန်ညှိပြီး စစ်စီရေလုတ်သွားမယ်လို့ JCS ထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။ကရင်ပြည်နယ်အတွင်းမှာစစ်ကောင်စီကထိုးစစ်ဆင်တိုက်ခိုက်မှုပြုလုပ်လာတဲ့အပေါ်မူတည်ပြီးစစ်စီရေတွေကိုလုတ်ဆောင်သွားမယ်လို့ကရင်ပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ JCS ကထုတ်ပြန်လာပါတယ်။မတ်လ18ရက်နေ့ကဖြစ်ပွားခဲ့တဲ့ငလင်ကြောင့်စကိုင်းမန္တလေးနေပြည်တော်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းကပြည်သူများရဲ့အသက်အိုးအိမ်ပျက်စီးဆုံးရှုံးရတဲ့အပေါ် JCS အနေနဲ့ ထတ်တူဝန်ရရပါကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။သို့ပေမဲ့စစ်ကောင်စီကတိုက်ခတ်မှုအမျိုးမျိုးအားရပ်တန့်ခြင်းမရှိဘဲဆက်လက်လှုပ်ဆောင်နေတာကြောင့်ကရင်တီတပ်ဖွဲ့များအနေဖြင့်ကယ်ဆယ်ရေးလုပ်ငန်းများပေါ်ချိန်ညှိပြီးကာကွယ်ထိန်းချုပ်ထားတဲ့ဒေသနဲ့ပြည်သူတွေကိုအကြမ်းဖက်တိုက်ခတ်မှုပေါ်မူတည်ပြီးစစ်စီရေးဖော်ဆောင်သွားမယ်လို့ဆိုပါတယ်။ကရင်တီတပ်ပေါင်းစု JCS ကိုစစ်ကောင်စီလက်အောက်ကလွတ်မြောက်နိုင်ရေးညီမချက်နဲ့စတင်ဖွဲ့စည်းခဲ့ပြီး2025ခုနှစ်မှစလို့ ခက်စစ်တဲ့ထိုးစစ်တွေကိုကုတ်ကဲခဲ့တာလို့သိရပါတယ်။ဇန်နဝါရီလကတည်းကလွိုင်ကော်နဲ့မိုးပြဲကိုဆက်သွယ်ထားတဲ့လမ်းမကြီးကိုပြန်လည်ထိန်းချုပ်ဖို့စ조사လာတဲ့စစ်ကောင်စီတပ်ကိုခုခံခဲ့ရမှာစစ်ကောင်စီတပ်ဖွဲ့ဝင်60ကျော်ကိုချိန်မိုးနိုင်ခဲ့ပြီးလက်နက်ကြီးငယ်အစုံ16လက်ကိုတင်ဆက်ရရှိခဲ့လို့ဖော်ပြထားပါတယ်။မိုးပြဲဒေသမှာလည်းစစ်ကောင်စီထိုးစစ်တွေကိုကန့်တတ်ဖို့ဘောလခဲတဲ့ဖားဆောင်တို့ကစစ်ကောင်စီတပ်တွေကိုမတ်လ၄ရက်နေ့မှာစတင်တိုက်ခတ်ခဲ့ပြီးတလအတွင်း ဗျူဟာတက်အခြေဆိုင်ကင်းခုနှစ်ခုထက်မတဲ့ကိုတိုက်ခိုက်ကန့်တတ်နိုင်ခဲ့တယ်လို့သိရပါဗါတယ်အဆိုပါကကင်းစခန်းတိုင်တိုက်ပွဲများမှာစစ်ကောင်စီတပ်ဖွဲ့ဝင်60ကျော်တိုက်ဆုံးခဲ့ပြီးလက်နက်မျိုးစုံအလက်40နဲ့အရှင်ဖမ်းဆီးရမိသူတချို့လည်းရှိခဲ့တယ်လို့ဖော်ပြထားပါဗါလက်ရှိမှာတော့စစ်ကောင်စီဟာ၎င်းရဲ့တပ်များကတရုတ်နိုင်ငံချက်ချင်းဒီအသိရထောက်ပံ့ရေးရင်တန်းကိုပိတ်ခတ်ပြီးနောက်မှာဂလျင်ဘေးကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးအတွက်ဟုဆိုကာ2025ခုနှစ်ဧပြီလ2ရက်နေ့မှ22ရက်နေ့အထိကာလကို ယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စက်ရေးကာလအဖြစ်ထုတ်ပြန်တယ်လို့ကြေညာထားပါတယ်ခင်ဗျာငလီဘေးအန္တရာယ်ကနေပြည်လဲထူထောင်မှုတွေဆောင်ရွက်ချိန်မှာတခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ရတဲ့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့နယူးဇီလန် Labor Party ကထုတ်ပြန်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်ဂလီဘေးအန္တရာယ်ကနေပြန်လည်ထူထောင်မှုတွေဆောင်ရွက်ချိန်မှာတခြားနိုင်ငံတွေနဲ့ပူးပေါင်းဆောင်ရွက်ရတဲ့စစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ နယူးဇီလန်လေဘာပါတီကထုတ်ပြန်ပါတယ်။ငလေဘေးတန်ကင်ဆာရေးအတွက်နယူးဇီလန်အစိုးရက အမေရိကန်ဒေါ်လာ2တန်းလှူဒန်းမှုကိုကြိုဆိုတယ်လို့လေဘာပါတီကဆိုသလိုစစ်ကောင်စီရဲ့စီးရဲလှုပ်ရှားမှုတွေကိုရပ်တန့်ဖို့နိုင်ငံတကာကဖိအားပေးဖို့အရေးကြီးတယ်လို့ထောက်ပြထားပါတယ်။ဒါအပြင်စစ်ကောင်စီရဲ့တိုင်းပြည်အတွင်းဟန်တားမှုတွေဟာလူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကိုအဟန့်အတားဖြစ်စေကြောင်းဖော်ပြထားပါတယ်ခင်ဗျာ။မြန်မာပြည်အလဲပိုင်း ငလင်ဘေးတံကျုံပြည်သူတွေအတွက်ပူတာအိုခရိုင်ပြည်သူ့ကကွယ်တပ်ဖွဲ့မှ အလူခံရရှိငွေနဲ့ PDF ရဲဘော်ရဲမယ်များရဲ့မုတ်ဖိုးများထဲမှာကူညီမီဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ်။တော်လန်နယ်မြေတောင်ပေါ်မြို့မှာမြမပြည်အလဲပိုင်းငလင်ဘေးတံကျုံပြည်သူတွေအတွက်ပူတာအိုခရိုင်ပြည်သူ့ကကွယ်တပ်ဖွဲ့ပူတာအို PDF မှအလူခံရရှိငွေနဲ့ PDF ရဲဘော်ရဲမယ်များရဲ့မုတ်ဖိုးလေးများမှအနှဲငယ်ကိုကယ်ဆယ်ရေးအဖွဲ့တွေစီလူဒန်းသွားမှာဖြစ်ပါတယ်လို့သတင်းရရှိပါတယ်။ အ ਨੇ အများအ धिक မဟုတ်ပါဘူးကိုကျင်းစာတရားဆိုတဲ့လူသားဆန်မှုကိုဒီဘက်ခက်ကလေးတွေမှာ ပို့တွေ့ရလို့မျက်ရည်ပါကြားမိတယ်လို့ PDF ခေါင်းဆောင်တို့ကဆိုထားပါတယ်ခင်ဗျာဘကွေးတိုင်းမှာအကြမ်းဖက်ဆဲအုပ်စုကြောင့်လူပေါင်း95ဦးတင်ဆုံးခဲ့ပြီးအသက်16နှစ်အောက်ကလေးငယ်12ဦးပါဝင်ဆိုတဲ့သတင်းကိုတင်ပြပေးသွားပါမယ် ။မကွေးတိုင်းမှာအကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီး29ဦးနဲ့အမျိုးသား66ဦးစုစုပေါင်း65ဦးသေဆုံးခဲ့ပြီးအသက်18နှစ်အောက်ကလေးငယ်12ဦးပါဝင်တယ်လို့သိရပါဗျ။နိုင်ငံရေးအကျဉ်းသားများကုညီဆောက်ရှောက်ရေးအသင်းမှကောက်ယူထားသောသတင်းအချက်အလက်များအရ2025ခုနှစ်ဇန်နဝါရီလ1ရက်နေ့မှမတ်လ31ရက်နေ့အထိမကွေးတိုင်း၌အကြမ်းဖက်ဆဲအုပ်စုကြောင့်အမျိုးသမီး29ဦးနှင့်အမျိုးသား66ဦးစုစုပေါင်း65ဦးတေဆုံးခဲ့သည်ကို အမည်နှင့်တကွအတည်ပြုနိုင်ခဲ့ပြီး ထိုအခြေအတွက်ပင်အသက်၁၈နှစ်အောက်ကလေးငယ်၁၂ဦးပါဝင်တယ်လို့ဖော်ပြထားပါတယ်။၎င်းတိတ်ဆုံးသူများနဲ့53ဦးမှာဆဲအုပ်စု၏လေကြောင်းပြတ်တက်ခတ်မှုကြောင့်အများဆုံးတိတ်ဆုံးခဲ့ကြရပြီးလက်နက်ကြီးပြည့်ပြတ်ခတ်မှုကြောင့်10ဦးတိတ်ဆုံးခဲ့ရပါတယ်။မတ်လ31ရက်နေ့နေ့လယ်2:40မိနစ်အချိန်တွင်မကွေးတိုင်းပေါ့မြို့နယ်ပလောင်ကျွရွာကိုပေါ့မြို့နယ်၌အခြေစိုက်သည့်အမှတ်2ကာကွယ်ရေးပစ္စည်းစက်ရုံမှအကြမ်းဖက်ဆဲအုပ်စုက လက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခတ်မှုကြောင့်ကျေးရွာအတွင်းသို့ကြားရောက်ပောက်ခွဲခဲ့သဖြင့်မအေကရီ E1 ဘိုက်ကိုကြီးစားထိမှန်ပြီးတေဆုံးခဲ့ရတယ်လို့လည်းသိရပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုတင်ပြခဲ့တဲ့သတင်းတွေကို Radio and News ဒီသတင်းထောက်မင်းတီဟန်ရဲ့ message သွေးတို့ကပေးပို့ထားတာဖြစ်ပါတယ်